ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာအခုချိန်ရစပြီး2025ခုနှစ်မေလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ကျောက်တုနယ်ခံပတ်မှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်တပ်ကလေကြောင်းကနေဘုံးဆန်နှလုံးကျဲချတိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းကျောက်တုတိုက်နယ်နဲ့စကိုင်းတိုင်းတမူးခရိုင်ကခံပတ်မြို့နီးမှာတိုက်ပွဲဖြစ်တာမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်က လေချောင်းကနေပုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။တတဦးလေစိတ်ကတက်လာတဲ့ white truck လေယာဉ်တစ်စင်းဟာမနေ့ကမေလ9ရက်နေ့မနက်6:30မိနစ်ကနေမနက်6:00ခွဲအတွင်းကျောက်တုတိုက်နယ်ကိုတစ်ကြိမ်မှာပုံသုံးလုံးနဲ့၄ချိန်ပုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးစုစုပေါင်းပုံ7လုံးနဲ့တိုက်ခတ်ခဲ့တာလို့ရောလင်းတန်းကအသိပေးပါတယ်။ internal line တွေနဲ့ phone line တွေဖြတ်တောက်ထားတာကြောင့်ဒီလေချောင်းတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့လဲရောလင်းနန်းကပြောပါတယ်။ အလားတူတမူးခရိုင်ခံပတ်မြို့နီးကိုစစ်ကောင်စီရဲ့ဂျက်လေယာဉ်တစ်စင်းကမနီကညနေ6နာရီခန့်မှာဘုံနှလုံးကျဲချခဲ့တယ်လို့ကနဦးသတင်းရထားတယ်လို့ကလေးဒေတာရင်းမီဒီယာကဖော်ပြပါတယ်။မီလာရှင်းနေကလည်းကလေးမြို့နယ်တဲကလက်ပံချောင်းရွာနီးကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတစ်ကြိမ်လုပ်ခဲ့တယ်လို့သိရပါတယ်။ကလေးမြို့နယ်မြောင်ပိုင်းနဲ့တမူးမြို့နယ်တောင်ပိုင်းမှာအီဘီလာကလေကြောင်းဘုံကျဲမှုမရှိသလောက်ဖြစ်ခဲ့ပေမယ့်မီလာထဲမှာလေကြောင်းဘုံကျဲတိုက်ခတ်မှုတွေစစ်ကောင်စီဘက်ကပြန်လုလာတာလို့လည်းဒေတာနေပြည်သူတွေကပြောပါတယ်။ အချမ်းမစစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိသလိုစစ်ရေးလှုပ်ရှားမှုမရှိတဲ့ဒေသတွေကအရသာပြည်သူနေထိုင်ရာကျေးရွာတွေကိုဥတီပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူလူထုအနေနဲ့လေကြောင်းရန်ကာကွယ်နီးလန်းတွေကိုလိုက်နာပေးကြဖို့နဲ့အိမ်တိုင်းဘုံကိုရင်းတွေတူးထားကြဖို့တော်လိုင်းရေးဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်စစ်ရေးတရင်ကတော့တောင်းတက်ထိန်းချုပ်ထားတဲ့နောင်ချုံမြို့ကိုအပြစ်ရက်တက်တန်းတိုးထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းအပါဝင် drone တွေလက်နက်ကြီးတွေနဲ့ထပ်မံတိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် တောင်းတက် DNLA ထိန်းချုပ်ထားတဲ့နောင်ကျုံမြို့နယ်ကိုအပြစ်ရတတန်တိုးထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းပါဝင် drone တွေလက်နက်ကြီးတွေနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါရတယ်။နောင်ကျုံမြို့နယ်ကတောင်းတက်မတော် PSLF TNLA ရှိရာသရဲချူရွာနီးတစ်ဝိုက်ကိုဒိုးစစ်ဆင်လာတာကြောင့်စစ်ကောင်စီတပ်နဲ့မီလာ9ရက်မနက်6နာရီကျော်ချိန်ကစပြီးတိုက်ပွဲဖြစ်ခဲ့ရမှာစစ်ကောင်စီရဲ့အမှတ်9ရက်နေ့အမြောက်တပ်ကနေ့လယ်12နာရီကျော်ချိန်မှာ drone နဲ့ဘုံငါလုံး လက်နက်ကြီးနဲ့၁၀ချိန်တိုက်ပွဲဖြစ်ရာဇရက်ချူရွာကိုပစ်ကတ်ခဲ့တယ်လို့ဆိုပါတယ်။အလားတူစစ်ကောင်စီတပ်နဲ့တောင်းတက်တို့နေ့လယ်၃နာရီကျော်အချိန်မှာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ဘက်ကနေ့လယ်၁၂နာရီကျော်ကစလို့ဒရုန်းနဲ့ဘုံရှစ်လုံးလက်နက်ကြီးနဲ့၇ချိန်ပစ်ကတ်တိုက်ခတ်ခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီရဲ့အမှတ်၉ရနှစ်အမြောက်တပ်ဟာမဏိကမလပိုင်းမှာပဲနောင်ဂျုံမြို့နယ်ကရာပြင်ကြီးရွာကိုဒရုန်းနဲ့ဘုံနှလုံးအစိမ့်ခွေဘုံ၁၇ချိန်ပစ်ကတ်တိုက်ခတ်ခဲ့တယ်လို့နေ့လယ်၁နာရီကမှာ အုံမတီးရွာကိုဒရုန်းနဲ့ဘုံကိုလုံးအစိမ့်ငွေဘုံ၄လုံးကျဲချခဲ့ကတောင်လှရွာကိုလည်းလက်နက်ကြီးနဲ့၁၈ကျိန်အစိမ့်ငွေဘုံနဲ့၆ကျိန်တိုက်ခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျ။ညီနောင်မမိတ်သုံးဘွဲကငရင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့တိုက်ပွဲဖြစ်နေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့မီလာတရက်နေ့မှာတပတ်သက်အပြည့်ရဲ့ကာလနောက်ထပ်တစ်လတက်တန်းထပ်တိုးထားချိန်မှာစစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေဇက်တိုက်လှုပ်လာတာပဲဖြစ်ပါတယ်။အကြမ်းမဆစ်ကောင်စီဟာမေလ6ရက်နေ့ကအဖြစ်ရတတန်တလတိုးမယ်လို့ကြေညာခဲ့ပေမဲ့မေလ9ရက်နေ့ကစပြီးမေလ9ရက်နေ့ထိနောင်ချုံမြို့နယ်ကတည့်ရချိုးရွာ၊ရာပြင်ကျေးရွာ၊အုံမတီးရွာနဲ့တောင်လှရွာတို့ကိုဇက်တိုက်ဆိုသလိုနေ့စဉ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရန်ကနေရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိကြဖို့တောင်းတက်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့ TK စစ်အခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်ရတာလို့ KNU ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့မြိတ်တဝဲခရိုင်ဒေသက TK စစ်ခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်ရတာလို့ကရင်မျိုးသားစီယုံ KNU ကအသိပေးပြောဆိုလိုက်ပါတယ်။ TK စစ်ရေးခြေအနေနဲ့ပတ်သက်လို့မြန်မာတိုင်းနယ်စပ်တချို့မှာနေထိုင်ကြတဲ့ ထိုင်းပြည်သူတွေကိုအတိပေးတဲ့ပန်ကြားချက်တစ်စောင်ကိုကရင်မျိုးသား CEO KNU မြိတ်တဝဲခိုင်ကထုတ်ပြန်ရမှာအခုလိုအတိပေးလိုက်တာ ဖြစ်ပါတယ်။အဲ့ဒီပန်ကြားချက်ကိုကရင်မျိုးသား CEO မြိတ်တဝဲခိုင်ကမြန်မာအင်္ဂလိပ်ထိုင်းသုံးဘာသာနဲ့ထုတ်ပြန်ထားပါတယ်။ကရင်မျိုးသား CEO မြိတ်တဝဲခိုင်နိုင်မျိုးကိုမြန်မာစစ်တပ်က1998ခုနှစ်မှာတင်ပိုက်ခဲ့တာကြောင့်စစ်ရေးပဋိပက္ခတွေဖြစ်ခဲ့ပြီးဒေသနေပြည်သူတွေနေရွှန့်ခွာရွှေ့ပြောင်းရတာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကရင်မျိုးသား CEO တပ်မဟာ၄အနေနဲ့ နေဆက်လျှောက်မှာနေထိုင်ကြတဲ့ဒေသနေပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့ ठी ကီစစ်ခြေဆိုင်စခန်းကိုမဖြစ်မနေပြန်လည်ထိန်းချုပ်ရတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူလူထုအနေနဲ့ကိုကျွန်မကိုဖန်ဒီခွင်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေလွတ်မြောက်စေဖို့ဆိုရင်စစ်ကောင်စီဘော်စစ်ရေးအရာရေးယူဆောင်ရွက်တာတွေလုံးဝရမယ်လို့ကရင်မျိုးသားစီယုံတပ်မဟာလေးကယုံကြည်ထားပါတယ်။အခုလိုကျမ်းပတ်စစ်ကောင်စီနဲ့စစ်ရေးတက်မှမှုတွေကြောင့်ဖြစ်လာနိုင်တဲ့ထိခိုက်နိုင်ခြင်းနဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုအလေးနက်စဉ်းစားပြီးထိခိုက်မှုအနည်းဆုံးဖြစ်အောင် အစွမ်းကုန်စူးစမ်းစီမံခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ဂရင်မျိုးသားစည်းရုံးအနေနဲ့အရင်ကတည်းကထိုင်းပြည်သူတွေနဲ့တာဟဇာရဖြစ်အောင်နေထိုင်ခဲ့ကြသလိုနောက်မှလည်းခင်မင်လေးစားမှုနဲ့အတူအိမ်နီးချင်းကောင်ပိသားစွာနေထိုင်မှုအသင့်ရှိတယ်လို့ကတိပြုထားပါတယ်။အကြံဘက်အာဏာရှင်စစ်ကောင်စီကရုရှားအကူအညီနဲ့130မီဂါဝက်ရှိတဲ့အနုပြုတအားပေးစက်ရုံတရုံကိုဗကုဒေတာအလဲပိုင်းနဲ့ ဒဝဲအထူးစီးပွားရေးဆောင်မှတိဆောက်ဖို့စီစဉ်နေတာနဲ့ပတ်သက်လို့လည်းမြန်မာပြည်သူတွေနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်ရေးကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေပျက်စီးသွားမှာကိုစိုးရိမ်နေလို့အသိပေးထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပြမှာကတော့စစ်ကောင်စီလက်ကျန်မိုင်းနှင်းမိတာကြောင့်တီဘောမြို့နယ်မှာမြို့သားတအူခြေတစ်ဖက်ဆုံးရှုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်တောင်းပြည်တမဟာနှစ်နေမြေတီဘောမြို့နယ်ကွန်ဆန်လိတ်ကျေးရွာကအမျိုးသားတအူစစ်ကောင်စီလက်ကျန်မိုင်းနှင်းမိလို့ညာဘက်ခြေတော်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ BSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါလေကွန်ဆန်လိတ်ကြေးရွာကအသက်32နှစ်အရွယ်မျိုးသားတဦးမေလ10ရက်နေ့ညနေ6:00အကန့်အချိန်မှာစစ်ကောင်စီတပ်ခမရ903စခန်းဟောင်းအနီးမှာမိုင်းနှမိခဲ့တာလို့ဆိုပါတယ်မိုင်းနှမိတဲ့နေရာကိုတောင်းပြီမြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့ပြီးလူနာကိုဆေးကုသနိုင်အောင်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် မေလ9ရက်နေ့ကလည်းကုန်းစုံကျေးရွာကမြို့သားတူထင်းခွေတွားရွာကနေခလာရ23တက်စကန်ဟောင်းဒီမှာစစ်တပ်က ထောင်ထားတဲ့လက်ကျန်မိုင်းနှိမ့်ပြီးညာဘက်6တောက်ပြင်းထန်တန်းရရရှိခဲ့တယ်လို့အီဘီလာတို့ကလည်းတုံဆင့်ရွာကမြို့သားတူလည်းခလာရ23တက်စကန်ဟောင်းနေရာမှာမိုင်းနှိမ့်ပြီးခြေတစ်ဖက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့စစ်အာဏာရှင်အမြင့်ပြတဲ့အထိချိန်မုံသွားမယ်လို့ဖဲခုံ PDF ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။စစ်အာဏာရှင်အမြင့်ပြတဲ့အထိချိန်မုံသွားမယ်လို့ဖဲခုံ PDF P31002 တပ်ရင်းကဂရီပေပြောဆိုလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝန်ကြီးဌာန MOD လက်အောက်ခံဖဲခုံ PDF P31002 တပ်ရင်းတည်ထောင်ခြင်း၄နှစ်ပြည့်ခံတော်ကိုမေလ9ရက်နေ့ကအောင်မြင်စွာကျင်းပနိုင်ခဲ့ရမှာတပ်ရင်းတာဝန်ရှိသူကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီခဏမှာရှမ်းတောင်ပြူဟာတက်ပြူဟာမူဘိုးနေကောင်းတက်ရောက်အားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ဒေါ်လာရင်းလိမ့်နေတာကာလတွင်းမှာဖဲခုံ PTF 1002ကရဲဘော်16ဦးတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးခဲ့ရပြီး18ဦးဟာကိုလက်အင်ကာဆွတ်လွတ်ပေးဆက်ခဲ့ရပေမဲ့ကျန်တဲ့ရဲဘော်တွေနဲ့စစ်အာဏာရှင်အမြင့်ပြတ်တဲ့အထိဆက်လက်ချေမုန်းသွားမယ်လို့ဖဲခုံ PTF ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။